ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးထင်လင်းဤဘာသာပြန်ဝိတုကောင်းတဲ့ပုဒ်ဖြစ်တဲ့တကျွန်းဆန်ဤအပြန်လန်းဆိုတဲ့ဘာသာပြန်ဝိတုစာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေအတူလိုက်ပါနားဆင်ခန်းစားကြည့်တော်မူကြပါဦးခင်ဗျာအခန်း၃ဘင်းအောင်ဆရာဖလဲမင်းအိမ်ဒီလူစီကားသားမြို့လေမြောက်ပိုင်း မိရာဘူဒာယုံအနည်းရှိမိโกရင်ရောင်ဆဲတုတ်ထားသည့်ပုံအိုအိုအခန်းချင်းကလေးတစ်ခုဖြစ်၏ယင်းနှင့်တွဲလျက်ရှိဝေချောင်းမှလည်းထို့အတူပင်ပေါ်မှပင်ပန်းနွမ်းနယ်လျက်ခမောင်မောင်ကြောင်တကြောင်၌ခိုနေဖို့သာအသင့်တော်လဲအေရကြီးတည်ခြင်းစိတ်ကနှိမ့်ဆက်လျက်ရှိသောကြောင့်သူမမနေတာမိเจ้าများထိန်လင်းလျက်မိုးရေများဆူရွှဲနေသည့်လမ်းများပေါ်ကစနေနေ့ညအပျော်လမ်းထွက်ကြသူများအကြတွင်ဖြတ်၍လျှောက်ကာတင်းအုပ်ဆရာဤအိမ်စီသို့လာခဲ့ရလေသည် သူအမေဒီမူးမိတ်လဲကြသွားခဲ့ရမှသတိပြန်လည်လာကအိရာတဲ့သူဝင်၍အိနေပြီဖြစ်သည်ပေါ်မှာကဤအကြောင်းနောက်ထပ်တစုံတရာ မသိရမချင်းအပြည့်အစုံ မသိရမချင်းမအိနိုင်သည်သူကတကားခေါ်လိုက်တော့အိမ်ထဲအဝင်စင်ကြံလက်မှမိလင်းလာကအဲလာဖလဲမင်းကတကားကိုလာခွင့်ပေးသည် ပေါ်ပါလားဝင်ခဲ့လေအဲလာကသူ့အားအေကန်းသို့ခေါ်သွားသည်အေကန်းမှာမျက်နှာချက်နှိမ့်နှိမ့်အခန်းပြေးပြီး ခန်းစည်းနေများမြင်းမွေကော်စောအုပ်အိမ်တော်ပြည်ဘောကများဖြင့်တစားဆင်ထားသည်မိသွေးမိလင်းဘိုးရှိသည်အဖေဒီဟုတ်စုသားတယောက်နေစကားပြောနေတယ်ခဏလေးရင်လာလိမ့်မယ်နော် ဟုတ်ပြောရင်အာယူ၍ပြုံးပြကအပြင်ဘက်မှာတိတ်ဆူထိုင်းနေတယ်ကိုကိုတခွက်ဖြောပြီးမယ်နော်ဟုတ်ပြောသည်96ပါသောအဖျားအနာဝေဒနာများအတွက်အဲလာဤတကူတဲသော စေကြီးကကိုကိုတခွက်ပေသည်ဒင်းအုပ်ဆရာဤသမီးပိသပါပေ၏ပေါ်မှာ ဤအပြစ်ကင်းသည့်ယမကာလေးတစ်ခွက်ကိုမတော့ချင်လာတော့လဲသူမှာညင်းဆိုင်ရမင်းအင်အားမရှိတော့သူစိတ်ကထင်နေတာလားတော့မသိအဲလာမှာအမှုမဲ့အမတ်မဲ့နေသလိုဟန်လုံရင်းကပြင်သူ့နှုတ်ခမ်းများကိုမတိမသားစိတ်ထားပုံကိုထောက်၍ပေါ်တွင်စိတ်သောကဖြစ်လျက်ရှိသည်ကိုသိထားနေဟန်တူ၏သည်သူကညိုညော်နွမ်းလျစွာ ထိုင်နေစဉ်မှာပင်အဲလာသည်မိဘဘက်သို့သွားကလင်ပန်းတစ်ချက်နှင့်ကိုကိုဖြောစရာများကိုယူလာသည် ပကံလဲတွင်ကိုကိုနှင့်တကြားထဲ့ရုံးမွေကရင်ွေးလောင်းထဲ့လိုက်သည်အေလာကပေါ်ထက်နှစ်မျှကြီးသည်သို့သောအေလာမှာအသားဖြူဖြူနှင့်ခါသေးရင်ချီဘရုံပဏီကိုလုံးကပေါက်ရှိသည်ဖြစ်ရာသူမှာကြောင်းသူလေးတယောက်နှင့်သာတူးနေသည်အေလာဤအလားဆုံးကသူဤညွတ်ထပ်ပါသောစိမ်းပြာရောင်မျက်လုံးဝန်းကြီးများဖြစ်၍သူမျက်လုံးများမှာတောက်ပါလျက်အသက်ဝင်ယုံမကအကြောင်းအလျော်စွာမျက်ရည်များဖြင့်ပြည့်၍လဲနေတတ်သည် ်ဒေါ်လာဖြင့်အယောင်ထွက်၍လဲနေတတ်သည်အဲလာသည်သူ၏အသွင်ပြင်ကိုအမြဲဂယုဆိုင်နေတတ်သူဖြစ်၍ထိုညကသူသည်ဘာကြာခောက်တွင်နှင့်ခံမမောင်စကားကိုဝေထားသည်နိုင်လင်ချေအိရှိအနက်ဆွထားသည်ခေါရုံမပြတ်သေးသည့်အင်ကြီးလဲဟိုက်လက်တော်အဖြူရောင်ခပ်ပွားပါကလေးဝေထားသည်ဘောကအဲလာလှမ်းပြီးသောကိုကိုပကံကို လက်ခံကငိန်သက်စွာတောက်နေလေသည်အဲလာလည်းအနီနာတွင်ဆွဲတာထိုင်ထိုးနေရမှစကားပြောခြင်းသလိုတစ်ချက်နှစ်ချက်မျက်နှာလွှဲပြင်း၍ကြည့်သည် ူဒီဘင်္ဂိုကနှုတ်ရှားသွက်သူဖြစ်ပြီးစကားတတ်သူဖြစ်ရာတွင်သူအဖေမုတ်ဆိုးဘူကြီးအတွက်အိမ်တောင်ထိမ့်သိမ့်နေရသူဖြစ်သည်ဖြင့်လူရဝင်သည်တို့ရာတွင်သူကတစ်ချက်တစ်ချက်စား၍ပြောသည့်စကားတခွန်းစားနှစ်ခွန်းစားကိုပင်ပေါ်ကအတိုင်အဖောက်မရသည်ဖြင့်သူလည်းမျက်မှောင်ကုတ်ကငြိမ်သက်စွာပင်ထိုင်နေရတော့သည်ထိုကဏတွင်ဇင်းညာစီမစကားပြောသံများကြားရပြီးအိမ်ရှိတကားခွန်းတန်ကြားလိုက်ရ၏အလာလဲထိုင်ရာမှထားလိုက်သည်အဖေကိုပြောလိုက်ဦးမယ် ဟုဆိုကအပြင်ဘက်သို့ထွက်သွားပြီးနောက်တခဏကြာသောသင်းအုပ်ဆရာအီမန်နူရဲ့ဖရဲမင်းဝင်လာသည်သူသည်အသက်50ခန့်ဖြစ်ပြီးကြီးမားသောပခုံးအိုးနှင့်တုတ်ကိုင်းသောလက်ချောင်းများရှိသူဖြစ်ပြီးပေါင်းပြီးခံမောင်မောင်ကိုဝေ့၍တရေဖနက်အထူးကြီးကိုစီးထားသည်အပေါ်ကဝတ်ထားသည့်အဘကအင်ဂျင်နဲ့မှချုပ်ရိုးများစီတွင်ဖြူရောင်တန်းနေပြီးဖြစ်ချွင်းနေအောင်ညှပ်ထားသည့်မုတ်စိတ်မှလည်းဂျိုးကြဖြူလျက်သူဤပြလဲလဲမျက်လုံးဝန်းကြီးများကြောင့် သူမှာကလေးငယ်တယောက်နဲ့သာတွေ့ရနေပြီ။ဝင်လာလာချင်းပင်သူသည်ပေါ်ထံသို့လာကပေါ်ဤလက်ကိုအထုခင်မင်းစွာဆုပ်၍နှုတ်ဆက်လိုက်ပြီးမှအတိတ်ပဲပါပါကြီးကလက်မောင်းကိုအသားရဆွဲလျက်လူကလေးမင်းရောက်လာတကောဝမ်းသာတယ်ကွယ်ကဲကဲလာတို့စကားပြောကြရအောင်ခုပြောရင်သူဤစာကြည့်ကန်းတဲ့သို့ခေါ်သွားလေသည်စာကြည့်ကန်းမှာအိမ်ဤအတွင်းဘက်ကြကြတွင်ရှိပြီးကော်စောလဲခင်မထားနိုင်ငံကပြင်းများမှာလဲစွန်းကွက်လျက်ရှိကြ၏ ပြိဘောကအနေနဲ့ကအဖုံးလန်၍ဇပွဲလောက်ရသောဗီဒီယိုတစ်ခုရိုင်းနေသောတစ်သားကလထိုင်း၃လုံးအပြင်အယောင်တင်ထားသည့်တစ်သားစာအုပ်ဗီဒီယိုတစ်ခုတို့သာရှိဂရီဘာဘဝလုံးများဖြင့်အနာတထားသောမိဘစဉ်ခပ်ပါပါမှလက်ဆောင်ရသည့်ရွှေရောင်တမန်တော်ယုံများထန်ထားဟန်လှူထားသောအယုတ်ခတ်ဆိုးဆိုးကြောက်စိမ့်နာရီတင်ထား၍မြွတ်နေပြီပေါ်အားနေရာထိုင်ခင်းပေးပြီးနောက်တင်းအုပ်ဆရာသည်သူ၏စာရေးစပွဲဗီဒီယိုတွင်ခက်ဖြည်းဖြည်းဝင်ထိုင်လိုက်၏ သူဒီတခဏမြဆိုင်နေလိုက်ပြီးမှခင်မယ်မှုဂျင်နာမှုအပြစ်ပါသည့်လေတံဖြင့်စကားစာပြောလေ၏လူကလေးရဲ့မိမတော့ဒီကိစ္စတွေအတော့ကိုစိတ်ထိခဲ့ရမှာပါပဲဒါပေမဲ့တခုကျေးဇူးကြီးစွာနဲ့သတိရဖို့ကဒါဟာဘုရားသခင်ရဲ့အလိုတော်တိုင်းဖြစ်ရတာဆိုတဲ့အချက်ပဲဘုရားသခင်ရဲ့အဆောင်အမနဲ့မင်းလည်းဒီစိတ်တော်ကတွေကိုလွင်မြောက်နိုင်ပါလိမ့်မယ်ဘောဒီတရွေးကိုမျိုးချလိုက်ကျွန်တော် ီအကြောင်းတခုခုမသိရမချင်းဒီစေတော့ကကိုလူမြောက်နိုင်မယ်မထင်ပါဘူးခင်ဗျာကျွန်တော်သိရမှာဖြစ်မယ်လူကလေးရဲ့ဒါဟာအင်မတန်စိတ်မချမ်းသာစရာကောင်းတဲ့မဖွဲမရအကြောင်းပါဟုတ်ဘုံကြီးကလေးနဲ့ဆွာဆွလိုက်ပြီးဒီကိစ္စအတိတ်မှာပဲမိပြောက်ထားလိုက်တာမကောင်းပေဘူးလားသားရဲ့ဟုတ်လဲမေးလိုက်ပြီးမထားနိုင်ဘူးကျွန်တော်သိကျင်တယ်ကျွန်တော်သိရမှာဖြစ်မယ်မဟုတ်ရင်ကျွန်တော်ဒါကိုအမျိုးမျိုးစိတ်ကူးကြည့်ပြီးစိတ်ဆင်းရဲနေရုံပဲရှိမယ်ဟုတ်ပြောရင်သူ့အတန်တိမ်သွားပြီ တခန်းလုံးတိတ်ဆိတ်သွားသည်သင်အုပ်ဆရာဖလဲမင်းလည်းသူဤဗီဒီယိုစပွဲပေါ်တွင်တထောင်ထောက်ကမျက်နာကိုသူဤလက်ကြီးများဖြင့်ကာထားပြီးဘုရားသခင်ကိုအာယုံပြုနေဟန်တူ၏သူကဘုရားသခင်ဤစိရိချံဝဲလူတော်ဝါတို့အားကယ်ဆယ်ရေးအတွက်စေရနာတရာတရားထက်သန်စွာဖြင့်ကာလကြာမြင့်စွာအပတ်တကုတ်အားထုတ်ခဲ့သူဖြစ်ပေသည်တို့ရတွင် သူမှာအရာများစွာ၌ချွန်းခဲ့လျက် သူဤစေရနာနှင့်အာထုံမှုတို့သည်မကြခဏအဟောတိကံဖြစ်ရသည်ကိုစိတ်မချမ်းမြေ့ဝရတွေ့ရတတ်၏သူသည်အဖို့တဟဲနေပါသူပြီးပြီးတကိုယ်တည်းတွေ့တော်ရင်တရားရှာကကိုယ့်ဘာသာကိုအပြစ်တင်၍နေတတ်သူလည်းဖြစ်သည်သူသမီးသည်ပြေဝသူမဟုတ်သေတိန်သည်မောက်မာတတ်သည်ဆိုသည်တို့ကိုတိလျက်နှင့်ချစ်လွန်း၍မပြုတ်ပြင်းမဆုံးပါဘဲနေခဲ့သည်သမီးကိုဤမြချစ်သည်ကိုပင်အပြစ်ဟုသူမြင်သည်သူကဘုရားသခင်၏တာဝကစစ်စစ်သူတော်စင်ဖြစ်ခြင်းသည် သူကိုယ်တိုင်ဘုရားသခင်ဤနှုတ်ထွက်တော်ကိုကြားရလျင်လမ်းဆန်းကြည်ရှင်လာသလိုသူဤသင်အဝင်တို့အားလည်းသူကဲ့သို့ပင်ရှင်လန်းအောင်တရားဓမ္မဟောပြခြင်းသည် ကိုစိတ်ဝေဒနာတို့ကိုလက်ဖြင့်သုံးသပ်၍ချမ်းသာအောင်ဆွမ်းဆောင်ခြင်းသည် သူကကောင်းကင်သို့ပြန်တက်ခြင်းသည်တို့ရာတွင် သူမှာနှုတ်ရှားကလေးလှသည် သူချေများကမြေမာကျွင်လျက်မြေရက်ကမထွက်နိုင်တဲ့ကဲ့သို့ရှိကြပါတကားယခုသူစကားစာပြောတော့သူအတ္တမှာတုံးနေသည် သူဤစာတန်ပေတန်လိနေသောစကားများမှလည်းနာယီဆက်တန်ဖြင့်စီကျက်မှန်အောင်ပြောနေရသည့်အလားရှိလေ၏လွန်ခဲ့တဲ့၂၂နှစ်ကာလကတိုင်ကာဆယ်ဆိုတဲ့မြို့ကလေးမှာရစ်မက်ထရီနဲ့ဟန်နာဘတ်ဂျက်တို့ကိုကျုပ်လက်ထပ်ပေးခဲ့ရတယ်ဟန်နာကတော့တိလာကြပါပြီကျုပ်ရဲ့တင်းအုပ်စုထဲမှာအခင်ဆုံးတဲကပါပဲရစ်ဆိုတဲ့တငယ်ကိုကျုပ်မသိခဲ့ပေမဲ့သူဟာယဉ်ကျေးတင်မွေ့ပြီး ခင်မင်စရာကောင်းတဲ့ဝေလပြည်သားလေးဖြစ်တဲ့အတွက်ကျုပ်သူ့ကိုခင်မင်ကယုံကြည်စိတ်ချခဲ့တယ်။သူ့မှာမုံချိုချင်းလက်ကားလုပ်ငန်းကြီးတစ်ခုရဲ့မြောက်ပိုင်းနယ်ကကိုသလဲဆိုတဲ့အင်မတန်ကောင်းတဲ့အလုပ်ကိုင်းအခြေအနေရှိတယ်။သူတို့အိမ်တော်ကြီးဟာသားရပျော်ရွှင်လိမ့်မယ်လို့ကျုပ်ယုံကြည်ခဲ့တယ်။အထူးသဖြင့်သားလေးတယောက်ရတဲ့အခါမှာပေါ့လူကလေးကို ပေါ်မက်ထရီလို့ကင်မွန်းတက်ပေးခဲ့တာလဲကျုပ်ပါပဲ။သူဤစကားလုံးများကို အထုတရိထား၍ရွေးချယ်ပြောဆိုနေရသလိုခိတရနာလိုက်သူတို့အိမ်ဆောင်ကြီးမှာအခါအားလျော်စွာအစင်မပြေနေနာလေးတွေတော့ရှိတာပေါ့လေမင်းအမေကဘာသာတရားသိကိုင်းဆိုင်တဲ့ခရိယန်စစ်စစ်ဖြစ်ပေမဲ့မင်းဖေကတော့တက်တက်ညာညာပြောရရင်နည်းနည်းပိုပြီးလွတ်လွတ်လပ်လပ်အယူဆတွေရှိတဲ့လူဆိုတော့ပြိပခါလေးတွေဖြစ်ရတော့တာပေါ့ဥပမာမင်းအမေကအိမ်မှာအရက်တို့ဆေးလိပ်တို့တောက်တာကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားတယ်ဒါကိုမင်းအဖေကဘယ်တော့မှနားမလည်နိုင်ဘူး ပြီးတော့မင်းအဖေရဲ့အလုပ်ကတလကုန်အနည်းဆုံးတစ်ပတ်အိမ်ကထွက်နေရတော့သူ့မှာအိမ်မဲတဲ့အကျင့်မရနိုင်ဘူးပေါ့ကွယ်ပြီးတော့သူကလည်းလူကခက်ချောချောမျက်နှာကချိုချိုဆိုတော့အပေါင်းတင်းကလည်းစုံစုံစုံသဘောကျစရာလူတွေကစားဝိုင်းရက်ဆိုင်နဲ့တခြားမတော်တရော်နေရာတွေမှာအတူသွားအတူလာလူတွေပါစုံလာတယ်ဆိုပါတော့ဒါလည်းပဲကျုပ်မှသူ့အပေါ်မှာမကြိုက်မနစ်သက်စရာဆိုလို့ဘာမှကြီးကြီးကျယ်ကျယ်မရှိခဲ့ပါဘူး အဲ့ဒီမဖွဲမရအမှုကြီးဖြစ်ရတယ်1922ခုနှစ်အထိပဲဆိုပါတော့ကွယ်ဘင်းအိုဆရာကတပြင်းချလိုက်ပြီးသူဤဒုက္ခံသောလက်ချောင်းများကိုနဖူးမှဖယ်လိုက်ပြီးလက်ထိတ်ချင်းတိလျက်တွင်ကလွင်ခဲ့သည့်နှင်းများစီတို့စိတ်မချမ်းမြေ့စွာပြန်မြော်ကြည့်နေပြီးတကယ်တို့သူဤမျက်လုံးများကိုမေးလျက်အဝေးတို့ငေးနေလေတော့သည်22ခုဇန်နဝါရီလတည်းကမင်းအဖေအလုပ်လုပ်တဲ့ကုမ္ပဏီကလူအပြောင်းလဲတွေလုပ်တော့မင်းမိဘများနဲ့အတူ မင်းလည်းအလဲပိုင်းကိုလိုက်သွားခဲ့ရတယ်။အဲ့ဒါလိုပဲကျုပ်ကလည်းအဲ့ဒါလိုမဖြစ်ခင်နှစ်လသုံးလောက်ကပဲဘဲဖက်ကဒီတင်းအုပ်စုတွေကိုပြောင်းခဲ့ရတယ်။ဒါပေမဲ့မင်းအမင်းတွေကတော့အစာအဆက်တွေအမြဲရှိနေခဲ့တယ်။အမှန်ပြောရရင်မင်းတို့ရဲ့ဘဝဟာအဲ့ဒီဟိုတယ်လေးရောက်တဲ့အချိန်ကစပြီးမတီးမငြိမ်ဖြစ်လာခဲ့တယ်။မင်းအဖေကလည်းနေပြောင်းရတဲ့အတွက်သူ့မှာအခွင့်အလမ်းနေပါသွားတော့မကျေနပ်ဟုတ်တယ်လေကလည်းပန်ဝင်းချင်းရေမြေတော်တော်တာယာပေမဲ့မြို့အနေနဲ့မှုံမှန်းပြီး နှစ်သက်ဖွယ်လုံးဝမရှိနိုင်ဘူးဆိုတော့မင်းအမေကမကြိုက်အင်းကလည်းရှာလို့မရနိုင်ဆိုတော့ငှက်စားတဲ့အခန်းတွေမှာပဲတစ်ခုပြီးတစ်ခုပြောင်းနေရတယ်ဒါနဲ့ပဲစက်တင်ဘာလရောက်တော့အင်းအတိကျဆိုရရင်အဲ့ဒီလာကိုရဲ့နေမှာမင်းအဖေကသူစိတ်ကုန်ပြီလို့ကြေညာလိုက်တယ်သူဒီအလောက်ကထွက်ပြီးတောင်မေရီကအာဂျင်တီးနားကိုသွားနေမယ်အဲ့ဒီမှာမင်းတို့အလုံးအတွက်အခွင့်အလမ်းပိုကောင်းမယ်လို့ဆိုပြီးအဲ့ဒီစက်တင်ဘာလ15ရက်နေ့မှာ မင်းအမေနဲ့မင်းကိုလီဗာပူးသွားနှင်ပြီး Great Central Hotel ကစောင့်ဖို့လွှတ်လိုက်တယ်။၁၄ရက်နေ့ညမိုးချုပ်ချုပ်မှာသူကမင်းတို့စီလာส่งဖို့ယထာနဲ့ဟိုတယ်ကထွက်ခဲ့တယ်။မနေ့နှစ်နာရီသူလီဗာပူးဗဟိုဘူတာကြီးရောက်တော့ဘူတာစင်းညံမှာပလိတ်တွေစောင့်နေကြပြီ။အဲ့ဒီမှာအတော်ကလေးရုံးရင်းဆန်ခတ်ခုခံပြီးတော့သူ့ကိုပလိတ်တွေကဖမ်းပြီးကင်လွန်လန်းအချုပ်ထောင်တဲကိုထည့်လိုက်ကြတယ်။ဘုရားသခင်ဆောင်မတော်မူပါအဲ့ဒီတော့ကစိတ်ထိတ်ခိုက်ကြရပုံကိုကျုပ်အခုထိမှတ်မိနေပါသေးတယ် အမှုကလူသတ်မှုထို့နောက်မတင်မကြနိုင်မဲအကြာကြီးတိတ်ဆိတ်နေသည် စိတ်ညစ်ခံရသူပမာကလထိုင်ပေါ်တွင်ခါခောက်၍ထိုင်နေ၏ပေါ်မှာတင်းအိုဆရာ စကားဆက်ပြောသည့်အထိအသက်ပင်မရှူမိသလောက်ဖြစ်၏စတင်ပါလရှိရနေညကအင်မတန်ထိတ်လန့်ရွှင်ရှားဝဲကောင်းတဲ့ရာဇဝတ်ပြည့်မှုကြီးတစ်ခုဖြစ်ွားခဲ့တယ်။ဟော်တလီမျိုးစွင်ကအဲလဒန်ရက်ွက်ဦးလျှော်ကုံအမှတ်25မှာနေပြီး လက်နက်ပန်းချံအနီးကပန်းခံတဆိုင်မှာအလုတ်လုတ်တဲ့အသက်26နှစ်ရှိတဲ့မူနာစပါလင်းဆိုတဲ့မိမချော်လေးတယောက်ဟာသူနေတဲ့အခန်းလေးထဲမှာရရဆက်ဆက်အသက်ခံရတယ်။တက်တဲ့ချိန်ကလည်းအင်မတန်တိကျတယ်။အဲ့ဒီည8နာရီနဲ့8နာရီ10မိနစ်တွင်မှာတဲ့မူနာဟာ9နာရီခွဲမှာပြန်လာပြီးညစာအနေငယ်စားထားဟန်လက္ခဏာရှိတယ်။စပြီးတော့ညဝေအင်ကြီးခပ်ပပကလေးလေးလဲဝဲတည်တော့လေအဲ့ဒီအဝတ်နဲ့ပဲ ည၈နာရီလောက်မှာအဲ့ဒီအခန်းရဲ့အောက်ထပ်က Prestige ဇနီးမောင်နှံဟာအပေါ်ရက်စီကထူးထူးခြားခြားရုံးရင်းဆန်ခတ်ဖြစ်တဲ့အတန်တွေကြားရတယ်လို့ဆိုတယ်။သူ့မိမကတိုက်တွန်းတာနဲ့ပဲ Prestige ဟာအပေါ်ရက်ကိုတက်သွားပြီးစုံစမ်းတယ်။သူကတကားကိုကြေကြေလောင်လောင် ခောက်ပြီးမဲ့ဘယ်သူမှတကားလာမဖွင့်ဘူး။ဘာအတန်မှလည်းမကြားရဘူး။သူလည်းမလုပ်ရမှန်းမသိပဲလေကားခုန်ထိပ်မှရက်ပြီးစဉ်းစားနေတော့ပင်းပင်းဆိုင်ကကားနဲ့အဝတ်တွေလိုက်ပို့တဲ့ အဲ့ဒါကကောလင်းဆိုတဲ့ကောင်ကလေးအဝတ်ထုတ်ပို့ဖို့တက်လာတဲ့သူ့အနာကိုကောလင်းရောက်တဲ့အချိန်မှာပဲတကားပွင့်လာပြီးမူနာခန်းတဲ့ကလူတယောက်ဟာသူတို့အနာကပဲပွတ်ထွက်ပြီးလေကားကဆင့်ပြေးသွားတဲ့သူတို့လည်းအေကန်တဲ့အပြည့်လွှားဝင်ကြည့်ကြတော့မူနာဟာလေဗင်းပြက်လူမတက်ဖြစ်ပြီးသူ့အန်ထဲမှာလဲနေတာကိုတွေ့ကြရတယ်ချက်ချင်းဆိုသလိုပဲမစ္စတာပရက်စပီဟာအဲ့ဒီအရက်ကအနည်းဆုံးဆရာဝန်စီကိုပြေးခေါ်တယ်ဆရာဝန်ကလည်းလိုက်လာချပါတယ် ဒါပေမဲ့အလကားပါပဲမူနာဟာတည်နေရှာပြီးဤတဲ့ဒါနဲ့ပလိတ်တို့မူကင်းဆရာဝန်တို့နဲ့အတူဆွမ်းဆိုတဲ့စုံတော့အင်စပက်တော်တယောက်ကိုခေါ်ကြတယ်ပထမတော့လူသက်သမားဟာဘာသဲလွန်စမှမချန်ခဲ့တယ်လို့ပဲဒါပေမဲ့နိုင်ပိုင်းအတွင်းမှာပဲသဲလွန်စသုံးခုကိုတွေ့ကြရတယ်လွန်ခဲ့တဲ့အပတ်လောက်ကမှရှက်ပြီးကပို့လိုက်တဲ့ဝေးတက်တက်တဲ့အောက်မေ့လျက်ကိုပြန်လာရင်တကူရီမှာညစာစားကြရအောင်လာမယ်မဟုတ်လား ဲ့ဒီလိုစာရိပ်ပြီးအောက်ကဝင်ဝင်လို့လက်မှတ်ထိုးထားတဲ့အယုတ်ကားပို့စကတ်တစ်ခုကို Inspector Swan ကဗီဒီယိုထဲမှာ တွေ့ရတဲ့ပြီးတော့လေဒပိုင်းတစားမိကျွမ်းပျက်စီးနေပေမဲ့စက်တင်ဘာလ၈ရက်နေ့စွဲတစ်စိမ့်နဲ့ဒီနေ့ညတွေ့မယ်ဆိုတော့လက်မှတ်မပါစာတို့ကလေးတွေ့ရလေတွေ့တဲ့နောက်တစ်ခုကတော့မိုနာအလောင်းနာကကော်စောပေါ်မှာလေဗင်းကတက်ထူကွန်းတက်ထားတဲ့အင်မတန်နူးညံ့တဲ့တည်ရနူးနူးကလေးနဲ့လှုပ်ထားတဲ့ပိုက်ဆံအိတ်တစ်ခု အထက်မှာငွေတင်းကားနဲ့ငွေဆက်ကူ၁၀ပေါင်လောက်နဲ့တွေ့ရတယ်။ President နဲ့ Colin တို့ပြောပြကြတဲ့ပုံသဏ္ဍာန်အတိုင်းတပ်သူတရခံကို ဖမ်းမိအောင်သတင်းပေးနိုင်သူကိုစုငွေအမြောက်များပေးမယ်ဆိုတဲ့ကြေညာတွေထုတ်လိုက်တယ်။နောက်တစ်နေ့မှာတော့အဲ့ဒီအရက်ကပင်းမင်းဆိုင်ကအမျိုးသမီးကြီးတစ်ယောက်ကသူ့ဆိုင်ကမိဖို့တိုက်တဲ့လူဝီဇာဘတ်ဆိုတဲ့အသက်16နှစ်အရွယ်ကောင်မလေးတစ်ယောက်ပြိဋ္ဌာန်းကိုခေါ်လာတယ်။အဲ့ဒီလူဝီဇာဟာကားနဲ့အဝတ်လိုက်ပို့တဲ့ အဲ့တော့ကောလင်းရဲ့ဝမ်ခွဲနှမတော်တယ်သူကအချင်းဖြစ်တဲ့ညကကောလင်းနဲ့အတူဥရှောကုန်းဘက်ကိုလိုက်သွားတဲ့သူကလှေကားမတက်ချင်တာနဲ့လမ်းထိပ်ကရက်ဆောင်နေတော့အမတ်52ကထွက်ပြေးလာတဲ့လူတယောက်ဟာသူ့ကိုဝန်တိုးသွားလို့သူ့မှာလက်လူမတက်ဖြစ်သွားတဲ့သူ့အစ်စ်ခံချက်မှာအဲ့ဒီလူရဲ့ပုံမှန်သဏ္ဍာန်ကို ပြောပြတယ်ပလိကအခုဆိုလူသက်သမားကိုမြင်လိုက်တဲ့လူ၃ယောက်ရသွားပြီပေါ့ဘင်းအော်ဆရာဖလဲမင်းဒီစကားကိုဖြတ်ထားလိုက်ပြီး ပေါ်အားစိတ်မချမ်းမြေ့စွာစိုက်ကြည့်နေလိုက်သည်တချို့ဟာတွေကပြောဖို့မကောင်းတဲ့ဟာတွေပဲကွယ်ဒါပေမဲ့ဒီစိတ်မချမ်းသာစရာအရေးခင်မှာသက်ဆိုင်နေတော့လဲပြောရတော့မှာပေါ့အဲ့ဒီမိုနာစပါလင်းဆိုတဲ့မိန်းမဟာအကျင့်စာရိတ္တမကောင်းတဲ့မိန်းမတစ်ယောက်ဖြစ်တယ်သူကယောက်ျားတကာနဲ့စိမဲ့ကမ်းပဲဆက်ဆံပြီးတယောက်သောသူဟာတော့သူ့စီကိုမှန်မှန်လာနေတဲ့အပေါင်းအသင်းဖြစ်တယ်အဲ့ဒီလူဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာဘယ်သူမှမသိကြပါဘူး အဲ့ဒီပန်းကင်ကမူနာနဲ့အတူအလုတ်လုတ်ဖက်မင်းကြီးတွေအဆိုအရတော့မတိခင်ကာလအတော်တွင်မူနာဟာတောကဖြစ်ပြီးစိတ်ငယ်နေတဲ့အသွင်ပြင်ပေါ်နေပြီးတယ်လီဖုန်းကနေပြီးတယောက်ယောက်ကိုဒေါသနဲ့အပြစ်ဖို့ပြောနေတဲ့ဇာတ်ကားတွေကိုကြားကြရကြတယ်။ဒါရှင်းတော်ဝင်မင်းရှင်ကျမကိုပြစ်သွားရင်ကျမအားလုံးဖော်လိုက်မှာပဲဆိုတဲ့ဇာတ်ကားမျိုးတွေကြားရတယ်။နောက်ဆုံးတေသူအလောင်းကိုခွဲစိတ်ကြည့်ကြတဲ့အခါမှာတော့တေသူဟာကိုဝင်ရှိနေတယ်ဆိုတဲ့စိတ်မချမ်းမြေ့စရာကိုတွေ့ကြရတယ်။ တက်တဲ့ကြောင်ကတော့ထင်ရှားပြီဒီမိမကိုတက်တဲ့လူဟာဒီကလေးရဲ့အဖေပဲဖြစ်မယ်ပေါ့ညီငွေသွားလို့လည်းဖြစ်ချင်းဖြစ်မယ်ပေါ်လိုက်မယ်လို့ချင်းချောက်တဲ့အခါကျတော့တွေးဖို့ချင်းချက်ပြီးတက်ပြစ်လိုက်တာပဲဖြစ်မယ်အဲ့ဒီလိုတက်သေးအထောက်ထားတွေရတယ်ဆိုရင်ပဲပလိအဖွဲဟာသူတို့အလိုရှိတဲ့လူကိုရအောင်သူတို့တက်ဆွမ်းသမျှနီးမျိုးစုံနဲ့အထောက်ကြတော့တာပေါ့ဘုံဘုံလို့လက်မှတ်ထိုးထားတဲ့အယုတ်ကားပို့စကတ်ရဲ့ပုံတွေကိုသတင်းစာတွေထဲမှာထင်ထင်ရှားရှားကြော်ညာပြီးအဲ့ဒီပို့စကတ်ပို့သူကိုသိကြလျင် ဟောတလီပရိအဖွဲ့ကိုချက်ချင်းကြောင်းကြားဖို့နှိုးဆော်တယ်။မြေသားဘူတာယုံတို့တင်မောစိတ်တို့မှလည်းစုံတော့တွေချပြီးတရင်တပတ်နီနီအတော်ပိုက်စိတ်တိုက်ပြီးရှာကြတယ်။နောက်စက်တင်ဘာလ13ရက်ညမိုးချုပ်ချုပ်မှာဟယ်ရီရော့ဂါဆိုတဲ့ဘူဂီတိုင်ကစေးလေးတယောက်ဟာပလီမင်းကြီးနဲ့တွေ့ကျင်ပါတယ်ဆိုပြီးအတော်တုံလှုပ်ခြောက်ခြားနေရက သူ အစ်စ်ခံကျင်ပါတယ်လို့ဆိုတဲ့။သူကတေသူအမျိုးသမီးနဲ့သူနဲ့ယင်းနီခင်မင်းနဲ့အကြောင်း အချင်းမဖြစ်ခင်တညကသူနဲ့တေသူအတူရှိနေခဲ့ကြအောင်ထွက်ဆိုတဲ့ပြီးတော့သူကအဲ့ဒီပို့စကတ်ပို့တဲ့လူကိုသူသိတဲ့အကြောင်းဆက်ပြောတဲ့အဲ့ဒီလူဟာသူနဲ့ဘီလီရဲ့မကြခဏကစားဘူးတဲ့ပုံစွဲလဲအင်မတန်တော်တဲ့လွန်ခဲ့တဲ့အတော်ကြာစီကအဲ့ဒီလူကို သူကမိုနာစပါလိတ်နဲ့ဆက်ပေးခဲ့ရတဲ့ပြီးတော့သတင်းစာတွေထဲမှာပို့စကတ်ပုံတွေပါလာတော့အဲ့ဒီသူ့မိတ်ဆွေတွေကစိတ်ပူပန်နေရတဲ့ပုံနဲ့သူ့စီကိုလာပြီး စတင်ပါလာရှိရဲ့ညကငါဘယ်မှာလဲလို့လူတယောက်ယောက်ကမေးရင် ရှေဥဟိုတယ်မှာမင်းနဲ့တူဘီလီရဲ့ထိုးနေတယ်လို့ပြောပါကွာလို့လာပြောတဲ့ဒါဆိုရင် လုံလောက်ပြီပေါ့ရာဇဝင်ဟာအင်စပက်တာဆွမ်းနေတူရောဂါပြီးတဲ့လိစာတိုင်းမဆိုင်မတော့သွားကြတော့သူတို့အလိုရှိနေတဲ့လူဟာလွန်ခဲ့တဲ့တနာရီကမှလီဗာပူးကိုသွားတဲ့အမြန်ရင်ညယထားနဲ့လက်နယ်လန်ဘူတာကထွက်ခွာသွားပြီဆိုတာသာသိကြရတဲ့ဒီတော့ လီဗာပူးမှာအဖမ်းခံရဖို့ကတော့ပြည်လို့မလွတ်တော်ဘူးပေါ့အဲ့ဒီလူဟာမင်းအဖေပါပဲသားရဲ့တခါလုံးတိတ်ဆိတ်သွားပြန်သည်တင်းအောင်ဆရာလည်းသူ့စပွဲပေါ်ရှိဖန်တကောင်းမရေဖြင့်သူ့ဤနှုတ်ခမ်းများကိုဆွတ်လိုက်ဤမှမျက်မှောင်ကျုပ်လျက်ဆက်ပြောလေသည်အဓိကမျက်မြင်သက်သေဖြစ်တဲ့အေဗရယ်ပရက်စတီဟာအဲ့ဒီအချိန်မှာသူကလည်းဆေးလေးရောင်းတဲ့သူဆိုတော့ပန်းနာတယ်ကိုသူကပန်းနာထပြီးအိပ်ရတဲ့လဲနေတော့ ကျန်တဲ့မြင့်မြင့်တက်တီနှစ်ယောက်ကိုပဲချက်ချင်းလီဘာပူးကိုရာဇဝဝင်နဲ့အင်စပက်တော်စွမ်းတို့ကခေါ်သွားဟိုမှာလူတရာစင်လောက်တန်းစီပြီးပြတော့သူတို့ကမဆိုင်မတော့ပဲအခင်းဖြစ်တဲ့ညကသူတို့မြင်လိုက်တဲ့လူပဲဆိုပြီးမင်းအဖေကိုဆွဲထုတ်ပြကြတဲ့သူတို့မှတ်မိပုံကလည်းအတော့ကိုတည်ကြကြတာပဲအဲ့တော့ကော်လင်းကဆိုရင်အမလီဖះကယ်တော်မူပါအဲ့ဒီလူပါပဲအဲ့ဒီလူဆိုတဲ့သူ့နမကောင်မလေးကလည်းသူ့မှာအင်မတန်ဝင်လေးတဲ့ကိစ္စကြီးဆောင်ရွက်နေရတော့ စိတ်တွေသိချောက်ချနေရကသူ့လက်ပင်ကိုကြိုးကွန်းဆွေးရမယ်ဆိုတာကိုတော့သိပါတယ်ဒါပေမဲ့ဒီလူဟုတ်ပါတယ်အဲ့ဒီလူငိုယိုရင်းပြောတယ်ကွာတတ်တဲ့လူကိုလူများကလည်းသိစိတ်ဆိုးနေကြတော့အကျဉ်းသမားရဲ့လုံခြုံမှုတွေသူ့ကိုတောင်ပတ်သွားတဲ့ယထာဘော်ကဘာဘရစ်ဘူတာမှာချပြီးအလုံးပိတ်တဲ့အချုပ်ကားနဲ့ဝေါ်တလီကျင်းတောင်ကိုပို့လိုက်ကြရတဲ့ပေါ်ရဲ့အခုကြုတ်ပြောပြနေတာတွေဟာမင်းအဖို့ယဉ်င့်စရာတွေပဲဆိုတာဖျားသိပါတယ် အမှုကိုဝေါ်တလီတရားခုံရုံးအမတ်ကြီးအိုမန်ရဲ့ရုံးတော်မှာဒီဇင်ဘာ19ရက်နေ့မှာစပြီးစစ်တယ်။အဲ့ဒီနေ့ရက်တွေတုန်းကတို့တွေဘယ်လောက်စိတ်ပင်ပန်းဆင်းရဲခဲ့ကြရသလဲဆိုတာမပြောတတ်တော့ဘူး။အစိုးရရှိနေကသက်သေးတွေကိုတယောက်ပြီးတယောက်ခေါ်ပြီးပြစ်မှုထင်ရှားကြောင်ထွက်ဆိုခိုင်းတယ်။မင်းဖေရဲ့တန်တစ်တာရဲ့ရှာကြတော့ပြစ်မှုကျူးလွန်ရာမှာတုံးတဲ့လက်နဲ့ဖြစ်တယ်လို့ကြွမ်းကျင်သူဆေးအမှုတမ်းများကသက်သေးခံတဲ့တင်လုံးသားတစ်လက်ကိုလည်းတွေ့ကြရသလား။ မိကျွမ်းပြီးတပိုင်းပြက်နေတယ်ဆိုတော့တေသူအမျိုးသမီးရဲ့အခန်းထဲကတွေ့တဲ့စာဟာလေလက်ဝဲပဲလက်ရည်နဲ့ရေးတဲ့မင်းဖေရဲ့လက်ရည်ပဲလို့လက်ရည်ပါရဂူတွေကအစ်စ်ခံကြတယ်သူ့ကိုပန်းဆိုင်ထဲမှာပန်းဝယ်ရင်မူနာစပါလင်းကရုံငါရဲကစကားပြောနေတာကိုမြင်ကြတဲ့လူတွေများတယ်ဒီလိုနဲ့ပဲအမှုစစ်သွားလိုက်တာသူအာဂျင်တီးနားကိုထွက်ပြေးဖို့အားထုတ်တာတို့သူ့ကိုဖန်ဆင်ကပလိတ်ကိုခုခန္ဓာတို့ဟာသူ့အပေါ်အပြည့်ကြီးလေးစီတော့တာပဲပေါ့အဆိုးဆုံးကတော့ရော်ကာနဲ့ ပင်ပြီးအချင်းဖြစ်တဲ့ညကသူတခြားမှာရှိပါတယ်ဆိုတဲ့အချက်ကိုလိမ်လည်ပြဖို့စူးစမ်းမှုပဲသူ့ကိုစစ်တဲ့အခါကျတော့လေသူဟာသူ့အတွက်ကိုပဲအပြစ်ကြီးလေးအောင်လုပ်သလိုဖြစ်ရတယ်ရှီစကားနောက်စကားလည်းမညီညွတ်စိတ်တူပြီးတရားသူကြီးကိုတောင်းအော်ဟစ်လုပ်တဲ့ပြင်အချင်းဖြစ်တဲ့ညကသူ့ဘယ်မှာရှိနေတယ်ဘာလုပ်နေတယ်ဆိုတာတောင်းအမိအမောက်တဲ့အောင်မပြောတတ်ဘူးအဲ့ဒီညကသူ့ရုပ်ရှင်ကြည့်နေပါတယ်လို့လည်းပြောရဲ့ဒါပေမဲ့အစိုးရရှိနေကစစ်မေးလိုက်တဲ့အခါသူပြောတာတွေကလူရဲစရာဖြစ်နေတော့တာပေါ့ အဲ့ဒါလို့အမောင်လူထဲမှာသူ့ဘက်ကအလင်းအောင်ဆိုလို့ Ever Presby ဆိုတဲ့တက်တီတယောက်ပဲရှိတယ်။ Presby ကတော့မင်းအဖေဟာအဲ့ဒီအိမ်ကန်းတဲကထွက်ပြေးသွားတဲ့လူနဲ့တူတူလိုရှိပေမဲ့အဲ့ဒီလူဟာသူ့ဘာပဲဆိုတာတော့သူကကြမ်းကြိမ်ပြီးမထွက်ဆိုနိုင်ဘူးလို့ပြောတယ်။ဒါပေမဲ့ Presby ဟာမျက်စိသိပ်မကောင်းတာရဲ့စစ်ပိုင်းကြီးမေးတဲ့အခါမှာသူ့ကို Colin တို့လူဝီဇာဘတ်တို့နဲ့အတူလီဗာပူးကိုခေါ်မသွားတဲ့အတွက်မကျင်တဲ့တာရဲ့အကြောင်းဒီလိုထွက်ဆိုတယ်လို့ယူဆကြတယ် တရားသူကြီးရဲ့ကြောက်ချက်ကတော့ဒီခံပေါ်မှာအပြစ်ပုံကြတော့တာပေါ့ဒီဇင်မာလာ23ရက်နေ့မွန်းလွဲ3နာရီမှာဂျူရီတွေစဉ်းစားကန်းဝင်တယ်သူတို့ဝင်သွားပြီးမိနစ်40ကြာတော့ဒီခံမှာအပြစ်ရှိတယ်ဆိုတဲ့အဆုံးဖြတ်ပေးကြတယ်အဲ့ဒီအချိန်မှာတရားစီရင်တဲ့ရုံးခန်းထဲမှာကျုပ်ရှိနေတယ်မိမေကတော့တိတ်နေမကောင်းဖြစ်နေတော့မလိုက်နိုင်ဘူးအဲ့ဒီနေ့ကအမတ်ကြီးအိုမန်ကအုတ်ထုတ်အနယ်ကြီးကိုဆွတ်ပြီးမိအဖေကိုတေးတန်းစီရင်ချက်ချလိုက်ပုံကိုကျုပ်ပြင်းတေးဒီအထိမိမေမထင်ဘူး မင်းအဖေဟာသူ့ကိုလာပြီးဆွဲခေါ်သွားတဲ့အဆောင်ကျတွေရဲ့လက်ထဲမှာယုံရင်ကန်ရင်နဲ့ဖျားသခင်ဆိုတာမရှိဘူးခမည်းတော်ရဲ့ကရုဏာဆိုတာတွေဖျားသခင်ကရုဏာဆိုတာတွေဟာအလကားပဲကျုပ်ဘာမှမလိုချင်ဘူးအဲ့ဒီလိုအဟစ်ဆဲဆိုသွားတယ်ပေါ်ကြီးဖျားသခင်ကိုမထီမဲ့မြင်ပြောဆိုသွားတာကတော့နင်းနေလုံးလုံးမဟုတ်ဘူးကွယ်ဒါပေမဲ့သူဆဲသမျှကိုဖျားသခင်ကတော့မဟာကရုဏာတော်အပြည့်နဲ့တုံ့ပြန်ပြလိုက်တယ်လို့ပါပဲဘယ်သူမှမမျှော်လင့်ရတဲ့အချိန်မှာမှ ပြည်ရေးဌာနအတွင်းဝင်ကြီးဟာအဲ့ဒီအချိန်မှာဒရဝါတွေကိုသနာစာနာစိတ်တွေဝင်နေလို့လားတော့မပြောတတ်ဘူးမင်းအဖေကိုတတရကျွန်းအပြစ်ဒဏ်နဲ့လဲပေးပြီးစတုံးဟိတ်အကျဉ်းတော်ကိုပို့ပေးလိုက်တယ်ဒင်းအိုဆရာဤစကားပြောတဲ့ဒိတ်သွားလျင်အခန်းတွင်၌လဲအိတ်စိတ်ငြိမ်သက်၍သွားလေတော့သည်အယောင်နဲ့တယောက်အကြည့်ချင်းမစုံမိကြရန်မျက်နှာလွှဲထားကြသည်ပေါ်မှာသူဤကလထိုင်တဲ့တွင်ခါခေါ၍ဝင်လျက်သူ့လက်ထဲရှိဇိုထိုင်းနေသောလက်ကင်ဘဝဖြင့် ူနှစ်ခုကိုတုတ်လိုက်သည်အသက်ရှင်လျက်တော့ရှိသေးတယ်ပေါ့ရှိရဲ့သူဟိုကိုရောက်သွားကြတဲ့ကသူ့ကိုဘယ်သူမှမတွေ့ကြတော့ဘူးပေါ့ဒင်းအော်ဆရာကတပြင်းကြီးချလိုက်ဤอืมပထမတော့ထောင်ထဲကဖုန်းကြီးကတဆင်ကျုပ်သူနဲ့တွေ့ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကျုပ်ကအဲ့ဒီလိုစီစဉ်တာကိုသူကရိုင်းရိုင်းဆိုင်ဆိုင်လို့ဆိုရလောက်အောင်ပဲခါခါတီးတီးငင်းဆန်လေတော့ ြုတ်လဲဆက်မလိုက်တော့ဘူးပေါ့ပေါ့ရဲ့မင်းအမေကတော့မင်းအဖေဟာသူ့အပေါ်မှာအတော်ရရဆက်ဆက်ပြုံမှုသွားတယ်လို့ယူဆတယ်ပြီးတော့မင်းအတွက်လည်းစဉ်းစားရသေးတယ်မင်းအကျိုးအတွက်ပဲသူ့ရဲ့ငယ်ရွယ်သေးတဲ့ဘဝစာအုပ်ကြီးတွေကဒီထိတ်လန့်စရာစာမျက်နှာတွေကိုဖောက်ဖြက်ပြစ်လိုက်တာကောင်းတယ်လို့ဆုံးဖြတ်လိုက်ရရှာတယ်သူအောင်မြင်တာမအောင်မြင်တာကတော့အရေးမကြီးလာပါဘူးလေမင်းဟာဒီဟာတွေကိုသိလာရတဲ့အခါကြံ့ကြံ့ခံနိုင်တော့အောင် စိတ်ခိုင်မယ်လို့ယူဆတဲ့အတွက် မင်းကိုမဟုတ်တဲ့ဇကားတွေနဲ့လှည့်စားမထားတော့ပဲအလုံးပြောပြလိုက်ရတာပဲဒါအခုပြီးပြီမင်းစိတ်ထဲမှာအလုံးရှင်းပြလိုက်စေခြင်းလေမင်းဟာကိုဘဝကိုကံကြမ္မာကိုဘာသာဖန်တီးရမယ်လူဖြစ်လာပြီမင်းမှာနေရမယ့်ရက်တွေအများကြီးရှိသေးတယ်မင်းရှိကိုဆက်သွားရမယ်အခုမင်းကိုကြုတ်ပြောခဲ့တဲ့အကြောင်းတွေဟာဘယ်တော့မှမဖြစ်ခဲ့ဘူးလို့ယူဆပြီးရှိရေးကိုယုံယုံကြည်ကြည်တွေးယုံနေမှာကနောက်နောက်ကအကြောင်းတွေကိုပါမိထားပြီးဆက်သွားရမယ်ဆက်သွားရမယ် ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးထင်လင်းဤဘာသာပြန်ဝိတုကောင်းတဲ့ဘုတ်ဖြစ်တဲ့တကျွန်းဆန်ဤအပြန်လန်းဆိုတဲ့ဘာသာပြန်ဝိတုစာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၃မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ပုံမြတ်ထင်ပါခင်ဗျာ